မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ9ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်နယ်ဗမော်တိုက်ပွဲများမှာစစ်တပ်ရဲ့ကာကင်းစခန်းများနဲ့တပ်ဆွဲထားရာနေရာများကို KIA ပူးပေါင်းတပ်များကပြန်လည်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ောက်တိုဘာလ6ရက်နေ့ကဝိုင်းမော်မြို့ခလာရ58တပ်ရင်းကစစ်တပ်နဲ့ပြည်သူ့စစ်အင်အားတရားဝင်ကျင်က KIA တပ်ဆွဲထားတဲ့လမ်းမြန်ကြီးရွာကိုထိုးစစ်ဆင်လာတယ်လို့သိရပါဗျ။အခုလိုထိုးစစ်ဆင်လာပြီးတဲ့နောက်တိုက်ပွဲများအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့အောက်တိုဘာလ8ရက်နေ့မှာ KIA ပူးပေါင်းတပ်များကပြန်လည်ထိုးစစ်ဆင်ကစစ်တပ်ရဲ့ကာကင်းစခန်းတချို့ကိုပြန်လည်သိမ်းပိုက်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးစစ်ကြောင်းတွေကတော့မူလတပ်ဆွဲထားရာဝိုင်းမော်မြို့ခလာရ58တပ်ရင်းတဲကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။ကျွန်တော်တို့ရှိနေတဲ့နေရာတွေကိုဒီကောင်တွေကမ ြေပြင်ကနေပြီးတော့ထိုးစစ်ဆင်းလာတာ နေတိုင်းတိုက်ပွဲတွေကဖြစ်တယ်အခုဒီကောင်တွေရဲ့အခိုင်အမာတပ်စခန်းကြီးတွေတော့မဟုတ်ဘူးပေါ့ကာကင်းစခန်းတွေကိုကျွန်တော်တို့တိမ့်လိုက်နိုင်ခဲ့ပါပြီကျွန်တော်တို့အရင်တပ်ဆွဲခဲ့တဲ့နေရာတွေကိုသူတို့တိမ့်ထားတာကိုလည်းကျွန်တော်တို့တွေပြန်လည်တိမ့်ပိုက်လိုက်တာပါလို့ KI ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကရှင်းပြထားပါတယ်ဒါအပြင်မမော်တိုက်ပွဲများမှာလည်းနေစဉ်ပြင်းထန်လျက်ရှိပြီးတော့ KI ပူးပေါင်းတပ်များကခတ်လိုက်ရ40ခွန်အနီးစစ်ခွေးတွေတက်ဆွဲထားတဲ့နေရာ၄ခုထဲမနေ့ကိုပြန်လည်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါဗျ။စစ်ခွေးတပ်ဘက်ကမနေ့ကဘုံမှုတအုပ်အပါအဝင်အရ ာရှိများတည်ဆုံခဲ့ပြီးတော့တိုက်ပွဲများဟာနေ့စဉ်ဖြစ်ပွားလျက်ရှိတယ်လို့ဘုံမူကြီးနော်ဘူးကရှင်းပြထားပါတယ်တိုက်ပွဲကတော့နေတိုင်းဖြစ်နေတာပါပဲခလိုက်ရ40ခေါ်မှာဒီကောင်တွေလုံခြုံရေးယူထားတဲ့နေရာတွေသူတို့ကပြည်သူလူထုနေအိမ်တွေထဲမှာဝင်ပြီးတော့နေကြတာအဲ့ဒါတွေကိုကျွန်တော်တို့ကပြန်သိမ်းတယ်မနေ့ကဒီကောင်တွေဘက်ကဗိုလ်မှူးတကောင်နဲ့အရာရှိစစ်တီတွေကြတယ်နောက်ပြီးတော့နှစ်မိုင်ဝန်းကျင်မှာရှိတဲ့စစ်တပ်ကတပ်ဆွဲထားတဲ့နေရာ3-4ခုကိုလည်းကျွန်တော်တို့ပြန်သိမ်းလိုက်ပါတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကဆက်လက်ရှင်းပြထားပါတယ် ကချင်ပြည်နယ်အတွင်းစစ်ခွေးတပ်တွေတပ်ဆွဲထားတဲ့နေရာများနဲ့တပ်စခန်းများကို KI ဥဆောင်တဲ့ပူးပေါင်းတပ်များကဆက်လက်တိုက်ခိုက်လျက်ရှိပြီးတော့စစ်တပ်ရဲ့ထိုးစစ်ကိုခုခံခြင်းနဲ့တပ်ပြန်ထိုးစစ်ဆင်ခြင်းများကိုလည်းတောက်လျှောက်စိုးတလို့လှုပ်ဆောင်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတို့ကြီးရွာစီမီထွန်းပွဲကိုလေချောင်းကနေပြီးတော့စစ်ခွေးတပ်ကဘုံကျဲတက်ခိုက်ခဲ့ရာတေဆုံးသူအခုချိန်ထိ24ဦးအထိတိုးလာပြီးတော့စစ်တပ်ရဲ့ရာဇဝတ်မှုကျူးလွန်မှုကိုအနံ့ယူနိုင်ရေးအတွက်ကြိုးပမ်းသွားမှာဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အော်တိုဘားလ6ရက်နေ့ည9နာရီအချိန်မှာစစ်တပ်ကချောင်းမြို့နယ်ဘုံတို့ကြီးရွာမှာပြုတ်လုတဲ့စီမီထွန်းပွဲကိုလေးချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ရာလက်ရှိအချိန်ထိပြည်သူအယောက်20တေဆုံးခဲ့ပြီးတဲ့နောက်ဒဏ်ရာရရှိသူများတဖြည်းဖြည်းနဲ့ထပ်မံတေဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုအခါတေဆုံးသူစုစုပေါင်းဟာ24ဦးထိရှိလာပြီဖြစ်တယ်လို့ပြောပါတယ်။ ဒဏ်ရာရတဲ့သူတွေထပ်ပြီးတော့ကွဲလွန်တာရှိပါတယ်။အခုစုစုပေါင်း24ဦးအထိရှိလာပါပြီ။ဒဏ်ရာရတဲ့သူတွေထဲမှာလည်းဆေးဝါးနဲ့သွေးလိုအပ်ချက်တွေရှိနေပါတယ်လို့တော်လိုင်းရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။စစ်ခွေးတက်ကဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေးအခမ်းအနားဖြစ်တဲ့စီမီထွန်ပွဲတော်ကိုလေးချောင်းနဲ့ဘုံကျခဲ့တဲ့အတွက်ကြောင့်လူဒါဇင်နဲ့ခြိသိမ်းဆုံးခဲ့တဲ့သတင်းဟာ New York Times, Al Jazeera, BBC အပါအဝင်နိုင်ငံတကာသတင်းဌာနကြီးများအလုံးကထိတ်တန့်သတင်းအဖြစ်နဲ့ဖော်ပြခဲ့ပြီးတော့စစ်ခွေးတိုက်ရဲ့ကြမ်းတမ်းတဲ့ရက်စက်မှုအဖြစ်ဖော်ပြခဲ့ကြတယ်လို့သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဝန်ကြီးဌာနကလည်းစစ်တပ်ရဲ့အာဏာတည်မြဲရေးကိုသာဥတည်ပြီးတော့လူမှုအပေါ်ခါကြီးရက်ကြီးဗုဒ္ဓဘာသာရဲ့ဘာသာရေးအထွတ်မြတ်ထားရနေရများပါမကျန်ရက်ဆက်နေတဲ့ စစ်ခွေးအုပ်စုရဲ့ကျူးလွန်ထားတဲ့စစ်ရာဇဝဲမှုများကိုအရေးယူနိုင်ရေးအတွက်အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမယ်လို့မင်းကဂရီးပြူထုတ်ပြန်ကြေညာခဲ့ပါတယ်။အကြမ်းဖက်စစ်ခွေးအုပ်စုကဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာဟာစစ်တပ်ရဲ့အထုရောင်ရွေးကောက်ပွဲကိုအလိုမရှိကြောင်းစာနာထုတ်ဖော်တဲ့နေရာဖြစ်တဲ့အပြင်ဘုံကျဲတိုက်ခိုက်တဲ့အချိန်ဟာလည်းတရင်ကျွလာပြင်းနေဖြစ်တဲ့အတွက်ဒေသခံပြည်သူများနဲ့ကလေးငယ်များတရင်ကျွလာပြင်းနေစီမီထွန်းစုတောင်းရန်ပြုလုပ်နေတဲ့အချိန်ဖြစ်ကြောင်း အန်ယူဂျီကထုတ်ပြန်ထားပါတယ်အော်တိုဝါလာ6ရက်နေ့ည9နာရီအချိန်မှာစစ်တပ်ကစစ်တပ်၄ထင်းနဲ့120မမဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့၎င်းတိုက်ခိုက်မှုကြောင့်ဒီကိုက်ဒဏ်ရာရှိသူများကိုစေကူတပေးနေတဲ့အဲ့ဒီနေ့ည7နာရီအချိန်မှာလဲထမှန်ပြီးတော့စစ်တပ်၄ထင်းနှစ်စီးနဲ့120မမဘုံဒီနှလုံးကိုစာတင်ကြောင်းပေါ်ကိုရက်ဆက်စွာထမှန်ကျဲချခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်တပ်လက်အောက်ခံကျန့်ဖို့ပါတီအနေနဲ့အမျိုးဘာသာတာသနာအတွက်ထော်ရရက်ဒီမှာဖြစ်ပြီးတော့ NLD ပါတီကတော့မြေပေါ်နိုင်ငံရေးလောကကိုပြန်လာခွင့်မရှိနိုင်တော့ဘူးလို့မဘာသာနဲ့အမျိုးသားရေးအစိုးရများကိုကျန့်ဖို့ပါတီဥက္ကဋ္ဌခင်ရီကဂရီပေးပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ3ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့ကျန့်ဖို့ပါတီရုံးချုပ်မှာမဘာသာများ အမျိုးသားရေးအစိုးရများနဲ့တွေ့ဆုံတဲ့အချိန်မှာကျန့်ဖို့ခင်ရီကအခုလိုပြောဆိုလိုက်ခြင်းဖြစ်ပြီးတော့မဘာသာအမျိုးသားရေးအစိုးရများနဲ့ကျန့်ဖို့ခင်ရီတို့ဟာအချိန်ချင်းတွေ့ဆုံနေကြခြင်းဖြစ်တယ်လို့သိရပါဗျ။မဘာသာနဲ့အမျိုးသားရေးဓမ္မများကကျန့်ဖို့ပါတီအတိုက်ခံဘဝဖြစ်စဉ်ကလည်းတသားတည်းရည်တည်ခဲ့မှုအတွက်ကျေးဇူးတင်ကြောင်းအမျိုးဘာသာသာသနာအတွက်ကျန့်ဖို့ပါတီကအမြဲထာဝရရည်တည်မှာဖြစ်ကြောင်းကျန့်ဖို့ပါတီကအစိုးရဖြစ်လာပါကလည်းမဘာသာနဲ့အမျိုးသားရေးဓမ္မများနဲ့အတူဆက်လက်ပြီးတော့လက်တွဲသွားမယ်လို့ဂရိပြုပြောဆိုလိုက်ကြောင်းသိရပါဗျ။ ဒီရွေးကောက်ပွဲကိုဖြစ်မြောက်အောင်နဲ့အောင်မြင်အောင်အားလုံးကူညီပေးကြဖို့ကိုဥခင်ကြီးကတိုက်တွန်းလိုက်ပါတယ်အမျိုးဘာသာသာသနာဒီသုံးခုကတော့အတိုက်ခံဘွားမှာဒုံးကလည်းအလေးထားခဲ့သလိုအစိုးရဖြစ်လာရင်လည်းဒီအမျိုးသားရေးတာဝန်ကိုပါတီကဆက်လက်ပြီးတော့ရက်တီပါမယ်ဒီအတွက်စိတ်ပူစရာမလိုပါဘူးဘယ်ကိစ္စမဆိုအမျိုးဘာသာသာသနာရှုထောင့်ကပဲစဉ်းစားပြီးတော့အလုပ်လုပ်မယ်ဆိုတာဥက္ကဋ္ဌကဂရီးပြုခဲ့တယ်လို့ ကျန်းဖို့ပါတီသတင်းရင်းတွေကပြောပြထားပါတယ်။ဒါအပြင်မဘာတန်နဲ့အမျိုးသားရေးအစိုးရများက NLD ပါတီအခြေအနေနဲ့ပတ်သက်ပြီးတော့ရခိုင်သမ္မတဦးသိန်းစိန်အစိုးရခေတ်ကလိုမျိုးအမျိုးသားရေးပြန်လည်တင့်မြတ်ရေးကိုအကြောင်းပြကညှိနှိုင်းဖိတ်ခေါ်မှုများကိုလှုံ့ဆော်မှာကိုစိုးရိမ်ကြောင်းထုတ်ဖော်ပြောဆိုကြရမှာကျန်းဖို့ဥက္ကဋ္ဌခင်ကြီးက NLD ပါတီအနေနဲ့မြန်မာနိုင်ငံရေးလောကအတွင်းပြန်လည်ခြေချခွင့်ရရှိလာစရာအကြောင်းမရှိတော့ကြောင်း ကျပ်ဖို့ပါတီကအစိုးရဖြစ်လာပါကလည်းလက်ရှိမူဝါဒများအတိုင်းသာရက်တည်ပြီးတော့ဘာမှပြောင်းလဲမှုလုံဆောင်မှာမဟုတ်ဘူးလို့ဂရိပြုပြောဆိုခဲ့ကြောင်းသိရပါတယ်။ ANL ပါတီကပြန်လာစရာအကြောင်းမရှိတော့ပါဘူး။သူ့လမ်းကိုသူရွေးသွားတာဖြစ်လို့ပြန်လာစရာမရှိတော့ဘူး။လာဖို့လည်းအခွင့်အရေးမရှိတော့ပါဘူး။သူ့လမ်းသူရွေးသွားတာကိုပြန်ပြီးတော့အသက်သွင်းစရာအကြောင်းလည်းမရှိဘူး။အဲ့ဒါကဘယ်သူကြောင့်မှမဟုတ်ဘူး။ကျွန်တော်တို့လောက်တာလည်းမဟုတ်ဘူး။သူ့ကိစ္စသူရွေးချယ်သွားတာပါ။အဲ့ဒါကြောင့်စိတ်ပူစရာမလိုဘူးလို့ကျပ်ဖို့ဥက္ကဋ္ဌခင်ကြီးကပြောလိုက်ပါတယ်။ ချမ်းဖို့ဥက္ကဋ္ဌခင်ကြီးကမမတာနဲ့အမျိုးသားရေးအစွန်းရောက်များကိုဩဂတ်စ်လ၁ရက်နေ့မှာ၁ကြိမ်အောက်တိုဘာလ၃ရက်နေ့မှာ၁ကြိမ်အချိန်ချိန်တွဲဆောင်နေခြင်းဖြစ်ပြီးတော့ရွေးကောက်ပွဲအောင်မြင်ရေးနဲ့ချမ်းဖို့ပါတီအောင်နိုင်ရေးဝိုင်းဝန်းကွန်ကြီးဆောင်ရွက်ပေးကြပါရန်တိုက်တွန်းပြောဆိုနေခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတန်လျံမြို့နယ်အလဲကြီးရွာတီလဝ6လမ်းသွာကားလမ်းမှာအော်တိုဘာလ9ရက်နေ့ကအငှားရင်ပေါင်းကိုတက်ပြီးတော့ကားလူယူသွားတဲ့တန်တရားရှိသူ၂ယောက်ကိုတန်လျံမြို့မှာရဲစခန်းကပုံမှန်နှစ်ခုနဲ့ဖမ်းဆီးအမှုဖွင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူရက်သူ၂ယောက်ဟာတန်လျံမြို့နယ်စစ်ပင်ကွင်းကြီးရွာတောင်ဘက်ကွင်းနေထက်ဆိုင်စော်နဲ့သုံးကမြို့နယ်ပလဲဆန်ပြကြီးရွာနေတပ်ဝေဦးတို့ဖြစ်ပြီးတော့အော်တိုဘာလ6ရက်နေ့ညပိုင်းကဖမ်းဆီးရမိခဲ့တယ်လို့မြို့ကန်တအုပ်ကအတည်ပြုပြောကြားထားပါတယ်။ ်ကားငါစီရင်တဲ့ကားပေါ်မှာကားကကိစ္စနဲ့စကားများပြီးရင်မောင်းကိုဝက်လက်နဲ့ထိုးတက်ပြီးတော့အလောင်းကို၆လမ်းသွားလမ်းမှာနှုတ်ပြပြီးတော့ကားကိုလူယူသွားတာပါရဲတွေကကားကိုတန်လျင်မှာပဲလာသိမ်းသွားပါတယ်လူရက်တက်ဖြတ်သွားတဲ့သူ၂ယောက်ကအခုမှအသက်၁၈နှစ်ပဲရှိသေးတယ်လို့ပြောပြထားပါတယ်တေဆုံးသူဟာတာကိတမြို့နယ်အမှတ်၃ရံပြေရက်ကွာရံပြေ၁၈လမ်းနေဦးဆန်သိမ်းဖြစ်ပြီးတော့သူ့မောင်းနေနဲ့ YGN 21 BB 6683တိုတာပရိုဘော့အဖြူရောင်ကားကိုလည်းပြန်လည်တင်စီရမိခဲ့တယ်လို့အုတ်ချုပ်ရေးမှုနဲ့နှိစက်သူတယောက်ကသတင်းပေးဖို့ပြောကြားလာပါတယ်။လူတွေနှစ်ယောက်ကိုမိပါပြီ။စကားများလို့တတ်တယ်လို့ပြောပေမဲ့ဝဲဦးလက်ကက်ချင်းနဲ့31ချက်ထိုးတတ်ပြီးမှအလောင်းကိုပြစ်ကားနံပါတ်တွေကိုပါဖျောက်လွှင့်ပြစ်ပြီးတော့မှကားကိုယူသွားတာ။လူတက်မှုရောလူရမှုရောပုံမှန်နှစ်ခုနဲ့အမှုဖွင့်ထားပါတယ်လက်တလုံးမှာအပြစ်မှုကျူးလွန်သူထက်ဆိုင်စော်နဲ့တပ်ဝေဦးတို့ကိုတန်လင်းမျိုးမှရဲစခန်းကပ395မြင်းဆောင်2025 ပုံမှန်300နှစ်မြင်းဆောင်3ခုနှစ်နဲ့အမှုဖွင့်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူညီတောင်းကျင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြေတားရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက် လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြည်မနာမှာကျင်းပခဲ့တဲ့တရား၅ကြိမ်မြောက်နှစ်ကြိမ်ရှစ်စုဖျားပွဲအတွင်းမှာရင်းအက်ဆီဒင့်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူ၁၀ဦးထက်မနည်းရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလာ၈ရက်နေ့ည၇နာရီခန့်မှာနေပြည်တော်ပြန်ကပြေးရွာအနီးဇီးစဝါအဝိုင်းမော်ကိုအမျိုးသားတအူဆိုင်ကယ်နဲ့အရှိန်လွန်ကြော်တက်ကလွင့်စင်ကြပြီးတော့သတိလစ်မျောသွားခဲ့တယ်လို့သိရပါဗါးအလားတူပဲအော်တိုဘားလာ၈ရက်နေ့ည၇နာရီခွဲအချိန်ခန့်မှာပဲနေပြည်တော်ပြင်မနာမြို့နင်းစီပန်းအဝိုင်းနားမှာဆိုင်ကယ်နှစ်စီးအက်ဆီဒန့်ဖြစ်ပြီးတော့အမျိုးသားတအူနဲ့အမျိုးသမီးတအူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါး အော်တိုဘားလာ6ရက်နေမှာလဲနေပြည်တော်ပြင်းမနာမျိုးဘောဂသီရိကာကွင်းအရှိတ်မှာအမျိုးသားတအူဆိုင်ကယ်တိမ်းပေါက်ပြီးတော့ထိခိုက်ဒဏ်ရရှိခဲ့ပါတယ်အော်တိုဘားလာ6ရက်နေမနေ့အစော3:15မိနစ်အချိန်ကမှပြင်းမနာမျိုးခလာရ85တရားကျော်ဖြော်ပြေးကားဘော်ကအမျိုးသားတအူဟာ Wi-Fi ကျိုးနဲ့ညှိမိပြီးတော့ကားဘော်ကနေပြုတ်ကျပြီးနှစ်ဖူးပေါက်သွားခဲ့တယ်လို့သိရပါတယ်အော်တိုဘားလာ9ရက်နေကလည်းပြင်းမနာမျိုးအောင်မင်္ဂလာကာကွင်းရှိတ်မှာဆိုင်ကယ်အက်ဆစ်ဒန့်ဖြစ်ပွားခဲ့ပြီးတော့မိသားစု4ဦးထိခိုက်ဒဏ်ရရှိခဲ့ပါတယ် ဒီနှစ်တင်မှာတီးဆိုဖျော်ဖြေခဲ့တဲ့အဆိုတော်တွေကတော့ဇောပိုင်းတာဒီလူဇောဝင်းထုတ်ဟန်နီတာပိုးမီတားငယ်ခိုင်မဲတစ္စာနိုရာပိုးဝိရှင်ကေကေထန့်အင်းစလီရဲသွင်းရွံ့မြတ်သူအဆရှိတဲ့အဆိုတော်တွေတီးဆိုဖျော်ဖြေခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ